တက်မတော့အင်အားရှိလို့ရှင်အဲတန်းပြေအင်အားရှိမယ်ဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ဗျာသူတို့ရဲ့ဟိုအရင်ဟာတွေရှောင်းချလာပဲလေလေပြောတယ်အင်းဒီလူတွေလုံးဝတိုက်ပြောစေနာရှိတာမဟုတ်ဘူးလူတို့ပဲစေနာရှိမှန်ပါဘာမှဘယ်သူမှစေနာမရှိဘူးရှောက်ပြောနေတာအလကရှောက်ပြောနေတာဟိုလေးကြီးမိုးကြီးရှောက်ပြောနေကြတာရှိတာကျွန်တော်တို့လူတွေလက်ခံနိုင်တဲ့စကားလုံးတို့မဟုတ်ကျွန်တော်တို့နားထောင်လို့ရတဲ့စကားလုံးမအောင်ပါလုံးမအောင်ပါအေး လာတော့အာတို့တွေကျွန်တော်ကဘယ်လိုစူးစမ်းခဲ့တယ်ဘယ်လိုလုပ်ခဲ့ပါလဲအာကျွန်တော်ကဘယ်လိုမျိုးဖြစ်ရှင်တာဘယ်လိုဝပစ်တာဆိုပြောတဲ့ခါမှာလုံးဝလုံးဝ shock to the point မပြောနိုင်သူစကားနဲ့သူကလဲထွက်တယ်။အင်းအဲဒါမှမဟုတ်စကားလဲဆိုရင်လည်းထောက်ကျေတော့ကျွန်တော်ညီကိုမွန်တော်များအားလုံးပဲမေလ17ရက်နေ့ရက်ညပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေညာ။ဒါကျွန်တော်ဒီညပိုင်းနောက်ဆုံးရရှိထားတဲ့စီရီသတင်းကောင်းလေးတွေကိုဖတ်ပြပေးပြီးရင်ဟိုဘတ်အော်ဒန်ဇာရက်ကောက်ကောင်းတွေသူတို့အပမင်းအောင်လိုင်ကပုကိုဘလိုတွေဒဲတွေဆော်ထားကြအောင်လဲဆိုတော့ကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညာ။ ကဲတော့ပထမဆုံးဒီအကြံပတ်စစ်ခွေအယောက်30နဲ့ဒီစစ်တုပ်ပန်း6ဦးဖမ်းမိခဲ့တဲ့အပြုံမှာတရင်မှုအပါအဝင်အရာစီတွေနဲ့တက်တာအယောက်50ခန်းစကန်းစွန့်ခွာထွက်ပြေးသွားတဲ့တည်င်းကောင်းလေးကတော့ပဲခူးတိုင်းဒေသဆွေကျင်မြို့နယ်ညောင်ချေတော့ကြေးရွာမှာရှိတဲ့အကြံပတ်စစ်ကောင်စီရဲ့တောင်ပတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမာယ9ခုစစ်တက်ရင်ဌာနချုပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးငွေကြေးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းအမှတ်1စစ်စင်ရေးနယ်မြေနဲ့အမှတ်2စစ်စင်ရေးနယ်မြေတို့ရဲ့အစီအစဉ်နဲ့ ကရင်အမျိုးသားအစည်းအရုံးခရင်ယူတမဟ3ရက်ပူပေါင်းပါဝင်မှုနဲ့မေလ7ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဆိုထားပါဗျ။အဲ့ဒီတပ်ဘက်ကနေ .5 စက်တန်75နောက်ပွင်71မမ60မမလက်နက်ကြီးတွေအပါအဝင်လက်နက်မျိုးစုံ73လက်ရံပါဆက်3လုံးနဲ့ခရင်နေသိမ်းဆီးရရှိခဲ့တဲ့အပြင်တပ်ဘက်အတွင်းစစ်ခွေရုပ်အလောင်း30ဦးတွေ့ရှိရပြီးစစ်တုပ်ပန်း6ဦးနဲ့မိသားစုဝင်9ဦးတို့ကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ကောင်စီတက်ရင်မှုအပါဝင်အရာစီတွေနဲ့တက်တာအယောက်50ခန်းစကန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။ကဲတော့တောင်ပိုင်းမှာတော့အခုနောက်ပိုင်းဆိုရင်ပွဲတွေမြ мян ဆက်ဆိုင်ပဲကလာကြတာကိုဒါတွေ့နေရရောနော်။ဒါကျွန်တော်တို့ဖတ်တီတို့ကလည်းဒီတောင်ပိုင်းတခွင်ကိုဖြန့်ကျက်ပြီးတော့အကောလုံးဝိုင်းဆော့နေတဲ့အပြင်ဟိုမှာဒီရန်ကုန်ဒီအင်းစိမ်မှာပါ KNDO တက်ရင်ဌာနချုပ်ကိုပြန်ဖွင့်တော့မယ်ဆိုတော့ကဒါဒီလိုမျိုးပြောသွားတာအကြောင်းမဲတော့မဟုတ်ဘူးနော်။အခုလက်ရှိဒီတောင်ပိုင်းမှာဖြစ်နေတဲ့စစ်ရေးအခြေအနေတွေကိုလာပြီးတော့သုံးသပ်ကြည့်ရင်တော့သိနိုင်ပြီပေါ့။ အဲ့တော့တစ်ချိန်ကစစ်ခွေးတွေဖင်တုံကြောက်ခဲ့ရတယ်ဒါကျွန်တော်တို့ဖတ်တီတို့ကတော့တကြောပြန်ပြန်လာပါပြီကဲတော့နောက်ထပ်ကျွန်တော်တို့မွန်ပြည်နယ်ကတည်င်းကောင်းလေးကလည်းမနေ့ကမေလ10ရက်နေ့မနက်10:00နာရီခန့်ကရေးမြို့နယ်လမိုင်းမြို့ဘက်ကနေအမတ်တ3ခုတက်ရင်မှာဘူကြီးရဲမင်းထုတ်ဦးစီးအဖွဲခလာရ136တက်ရင်မှာဒုအရာခံဘူနေမြို့ထိုင်အဖွဲနဲ့ခမာရ96တက်ရင်မှာဘူကြီးမျိုးမင်းဦးတို့ပါဝင်တဲ့ပူပေါင်းအင်အား70ကျော်ပါတဲ့စစ်ကြောင်းကို ကဒိုးစိမ့်နဲ့ကားစိတ်ကျေးရွာကြာကော့ချကျေးရွာအနီးမှာဂျားပြတ်တက်ခတ်ခဲ့ပြီးအဲ့ဒီတက်ခတ်မှုအတွင်ခလာရ136တက်ရင်မှဒုအရာခံဘိုးကလမောင်ကနဲ့တစ်စင်နှလုံးဘက်ကိုကြီဖောက်ဒဏ်ရာနဲ့လမိုင်းဆေးရုံတို့ပြန်လဲတေဆောင်သွားစဉ်လမ်းမှာပဲတေဆုံးခဲ့ပြီးအခြားဒဏ်ရာရသူ9ဦးအနက်3ဦးမှာတော့ဆေးရုံမှာထပ်မံတေဆုံးပြီးတော့စစ်ကောင်စီဘက်မှစုစုပေါင်း4ဦးတေဆုံးခဲ့ကြောင်းသိရပါတယ်။အဲ့တော့ခဏကျွန်တော်မပြောဘူးလားဒါကျွန်တော်တောင်ပိုင်းဘက်ချက်မှာတော့ပွဲတွေကတော်တော်လေးကိုမြင်မြန်ဆက်ဆိုင်ကလာကြပြီးအခုလိုမြင်မြန်ဆက်ဆိုင်နဲ့ပဲဆက်ပြီးတော့တွိုင်းရင်တော့ စစ်ခွေးကင်းစင်တောင်ပိုင်းတခွင်ဆိုပြီးတော့ဖြစ်လာတော့မှာပေါ့နော်ကဲတော့တတိယအနေနဲ့ဒီရန်ကုန်ကစစ်ခွေးတွေရဲ့ဂိတ်စခန်းတွေကိုနနက်တီကျွေးပေးလိုက်တဲ့သတင်းကောင်းလေးကတော့မနေ့ကမေလ10ရက်နေ့ညနေ6:40မိနစ်ခန့်မှာရန်ကုန်မြို့လှဲကူးမြို့နယ်မှာစီးတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမာယာနှစ်တတက်ဂိတ်စခန်းကိုရန်ကုန်အာမီ1ရင်မှတော်လိုင်းရဲဘော်တွေကလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျာ။အဲ့ဒီတိုက်ခိုက်မှုအတွင်ဂိတ်စခန်းတဲသို့လက်ပစ်ပုံကြားရောက်ပောက်ွယ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်မှုစီးနံကြောင်းလည်းသိရပါဗျာ။ ဲတော့နောက်ထပ်ကျွန်တော်တို့ကြားမဲလေးတွေကလည်းဒီစစ်ခွေးလေးကိုဘလို့တွေထပ်ပြီးဆော်ထားပြန်ပြီလေဆိုတော့မနေ့ကမေလ10ရက်နေ့မနက်09:45မိနစ်ခန့်ကမန္တလေးတိုင်းမြင်းကြံမြို့ကာကြီကွင်းမြောက်ဘက်မှာပြည်သူတွေအပေါ်အနှံချင်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ရင်ထင်းရဲတွေကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့မှရဲဘော်တွေကမိုင်းတလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာတော့ရဲတအူအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးမြင်းကြံပြည်သူစေယုံကြီးမှာစေကူတာမှုခံယူနေရကြောင်းသိရပါဗျာ။ ကျွန်တော်ကြားမဲလေးတွေရဲ့တက်ဖွဲ့အနေနဲ့မြင်းကျံမြို့အတွင်းစစ်ရေးမင်းစဉ်၃ခုကိုတပြိုင်တည်းဖော်ဆောင်ဖို့စီစဉ်ခဲ့ပေမဲ့လည်းကျန်တဲ့မင်းစဉ်နှစ်ခုမှာတော့ကျွန်တော်ပြည်သူတွေကဒီအကြမ်းဖက်စစ်ခွေတပ်နဲ့စကားပြောနေတာအချိန်ကြာသွားလို့အဲ့ဒီမင်းစဉ်နှစ်ခုကိုပြန်ပြီးတော့ရုတ်သိမ်းခဲ့ရတာပေါ့နော်အဲ့တော့ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရဲ့ပြည်သူပေါ်ထားတဲ့မြစ်တာဘယ်လောက်ထိကြီးမားလဲဆိုတော့အားလုံးတွေ့ကြအောင်ပေါ့သူတို့ဒီအကြမ်းဖက်စစ်ခွေတပ်ကောင်တွေကတော့ပြည်သူလဲဆောင်းမှာမဟုတ်ဘူးပြည်သူတွေစိတ်နဲ့ဂရုမစိုက်ဘူးဆိုတော့နော်ဒါပြည်သူတွေရဲ့မြစ်တာစူးပြီးတော့ခွေးတွေဝတ်တွေသေနေကြတာလည်းဒါမပြောနဲ့နော် ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီတောင်ပိုင်းတန်းမှာစစ်ရေးတွေဖြန့်ကျက်ပြီးတော့ပွဲတွေမြင်းမြန်းဆက်ဆိုင်ကလာကြတဲ့ဒါကျွန်တော်တို့ဖတ်ထီတို့ကတော့ဒီတောင်ပိုင်းတန်းကတို့ဒီအကြံဘက်စစ်ခွေတက်ထရာကောင်တွေကိုမြင်းမြန်းလေးအတိတရားရကြဖို့ဘလို့တွေတိုက်တွန်းထားလဲဆိုတော့လက်တဆုပ်စာဗိုလ်ချုပ်ကြီးတို့ရဲ့အကျိုးစီးပွားကိုကာကွယ်နေရတဲ့အကြံဘက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့စစ်ကောင်စီတပ်ကိုစကန်းစွန့်ခွာပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ဖွဲ့ထံကိုအလင်းဝင်ရောက်ကြဖို့ KNL ဌာနချုပ်ကထပ်မံတိုက်တွန်းထားပါတယ်။ တို့ဒီအကြံပတ်စစ်ကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့ KNU KNL ကရခိုင်တဲကတိုက်တွန်းချက်ထုတ်ပြန်ထားပေမဲ့လည်းဒီကနေ့မေလ17ရက်နေ့မှာလည်းယခုကဲတော့အတိပေးထမှန်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်ဒီအောင်စရာစစ်စင်ရေးကိုအပို့ဆောင်ခံရပြီးတော့ကျွန်တော် KNL ထံကိုအလင်းဝင်ရောက်လာတဲ့ဒီရဲဘော်တွေရဲ့ပုံကိုလည်းဘီနားမှာကျွန်တော်ချပြထားပေးပါရစေ။ နောက်ထပ်ဘာတွေဆက်ပြောထားသေးလဲဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလင်းဝင်ရောက်ရာမှာကြီဖြုတ်ထားတဲ့တနက်ကိုတနက်ကောင်မြေကြီးအောက်ချပြီးနောက်ကျောမှလွယ်ကလက်ပလာဖြစ် ရောက်ရှိနေတဲ့နေရာကနေစွန့်ခွာပြီးစိတ်ထဲမှာရှိတဲ့ KNL တပ်ဖွဲ့တွေထံကိုတူးချင်းဖြစ်စေအစုအဖွဲ့နဲ့ဖြစ်စေအရောက်လာကြဖို့လည်းတိုက်တွန်းဖော်ပြထားပါတယ်။တကယ်လို့အလင်းဝင်လာခြင်းနဲ့ဆိုရင်တော့ KNL ကထုတ်ပြန်ထားတဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော်ရုပ်ပြပေးပါမယ်။3964တဲ့ 3269ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လည်းအလင်းဝင်နိုင်တယ်လို့တက်ဆိုင်ရတာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရဲ့ Facebook page မှာလည်းဆက်သွယ်ပြီးတော့အလင်းဝင်ရောက်နိုင်ပါတယ်။အဲတော့ဒါကျွန်တော်ဖတ်တီတို့ကတော့အခုလိုအလင်းဝင်ဖို့ထပ်မံပြီးတော့တိုက်တွန်းတာကတော့ဒါအကြောင်းပဲတော့မဟုတ်ဘူးနော်။အခုလက်ရှိအနေအထားကိုပဲကြည့်နော်။ဒါကျွန်တော်တောင်ပိုင်းတန်းမှာစစ်ရေးတွေကပို့ပို့ပြီးတော့စစ်ရေးတွေကတင်းမာလာနေတယ်ဆိုတော့ကမင်းတို့ဒီအကြမ်းဖက်စစ်ခွေးတက်ထရာကောင်းတွေကိုအမြင့်မပြတ်မချင်းချိန်မုံတုတ်တင်သွားမှဖြစ်တဲ့အတွက်နော်။ မင်းတို့စစ်ကောင်စီတပ်သားတွေအနေနဲ့ကလည်းဒီတမ်းပြီးကိုဖျက်ချနိုင်ဖျက်နော်ပြည်သူတွေကိုတတ်ချနိုင်တတ်နေတဲ့ဒီလူမိတ်ဆာဗိုလ်ချုပ်ကြီးတွေရဲ့အသက်အိုးအိမ်တွေကိုမင်းတို့ကအသေးခံပြီးတော့ကာကွယ်ပေးနေတာအဲ့လိုကာကွယ်ပြီးတော့တည်သွားခဲ့ရင်လည်းမင်းတို့အတွက်ဘာမှအကျိုးမရမရတဲ့အပြင်ကိုပါနော်မင်းတို့ဒီနောက်တန်းမှာကြံခဲ့တဲ့မင်းတို့မိသားစုဝင်တွေကိုလည်းဒီတန်ရန်ကနေမောင်းထုတ်မယ်ဆိုတော့ကနော်အခုဒီကအတိတရားလေးဝင်ပြီးတော့ငါတို့တော်လိုင်းတက်ဖွဲ့တွေထံကိုအလင်းဝင်လာကြဖို့ဒါငါတို့အနေနဲ့လည်းမြစ်တရက်ခန့်အပ်ပါတယ်နော်အဲ့တော့အတိတရားရဖို့အချိန်တန်ပါပြီ ကဲတော့ဒီညပိုင်းအတွက်တင်ဆက်ပေးခဲ့တဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးကျွန်တော်တို့ဒီပမော်တိုက်ပွဲမှာဖန်စီရမိတဲ့စစ်တုပ်ပန်းရဲ့ဗီဒီယိုအမီးလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ Jet Fighter တွေอืมမြန်မာ Fighter တွေတော်တော်လေးတော့မွေးချုပ်ပေးရမှာပဲအဲ့ရုပ်ဆက်ဆုံးနဲ့မကြည့်အောင်ပါဆေးပါသွင်းနေရတယ်อืม ဆေးလုံးကြီးပါချိတ်ပြီ။ခလေးလူလူနဲ့လက်တက်နှစ်ဆက်ခွင့်နှစ်ရှိပြီနော်။အေးငငယ်လေးရောနော်။ဘယ်ဆီမွေးလား။မေကခကလေးပဲနင်။ခလေးလေးပါခေါ်ထည့်တာလား။နော်ရုပ်ကြီးကြီးတော်တော်လေးကိုငယ်သေးမဲ့ပုံပဲ။အဲ့တော့ဒါလေးကတော့ဗမော်တိုက်ဝဲကဒီဖန်စီယာမီတဲ့စစ်တုပ်ပန်းရဲ့ဗီဒီယိုအမီးလေးပေါ့နော်။ နောက်ထပ်လည်းဒီ Buffalo Soldier Freedom 4ရဲ့တည်နေပြင်ကြားရေးတာဝန်ခံကိုရက်ခပြောပြထားတဲ့ဒီဖလန်မျိုးသိတက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းလေးတွေရဲ့ PND C ရဲ့အကြောင်းလေးတွေပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဟောဒီစကိုင်းတိုင်းရှိုးခရရှိုးနဲ့ဝက်လက်မှာ CA တို့ဆန်းနေတဲ့ Buffalo Soldier Freedom 4ရဲ့ကျွန်တော်တည်နေပြင်ကြားရေးတာဝန်ခံရက်ခပါတယ်။ CA တို့ဆန်းမှုကတော့ဒီရှိုးနဲ့ဝက်လက်မှာ CA တို့ဆန်းနေကြ။ဒါပေမဲ့ဒီ ပူရဲမဟာမိတ်နေနဲ့ခေါ်လို့ကတော့ကျွန်တော်ကတော့နေရမြွေဒေတာမြွေကတော့စီရင်စုံရှာနေကြမဟာမိတ်တွေနဲ့ခေါ်ရင်တော့ဟိုတဲ့စစ်ကောင်စီနေထားတော့နင်းနေစိုးမှုစိုးမှုအချိန်တွေကတော့ကျွန်တော်ကတော့ဒီကျွန်တော်ပြည်ရဲ့တစ်ခေါက်တော့ကျွန်တော်ချင်းပြည်နယ်မှာတော့ဒီဒီကောင်လေးဝိုင်းကျနယ်မှာစစ်ကြောင်းထုတ်ရကြအဲစစ်ကြောင်းပုတ်ပြီးရောက်မှအဲ့ဒါနောက်ဆုံးတော့အကောင်လေးတစ်ကြောင်းလုံးပြုတ်သွားတယ်ကြကြောင်းလုံးပြုတ်ပြီးရပြင်ဒီအဲ့ဒီနောက်ပိုင်းဒီစစ်ကြောင်းလည်းထိုးတာတော်တော်ကြာပြီဒီကနေ့နေမှာ စကြောင်းထိုးရှိအောင်ပြစကြောင်းထိုးပါ။ဘာကြောင့်ဝင်လာလဲဆိုတော့ဒီကောင်လေးကဒီဘက်ကိုဒါမှမဟုတ်ဒီကြောင်လည်းနေပေါ့ဒီကောင်လေးမှာကောင်လေးမှာအကြောင်းတရားရှိနေဒီကောင်လေးမှာဘယ်လိုဖိကမှန်းအောင်ဒီဖြစ်နေဘယ်လိုလဲကြောင်မှာဒီကျွန်တော်အညာမှာဆိုရင်အညာမှာဆိုရင်ကျွန်တော်အခုညာသားပေါ့ကွာဒီကျွန်တော်အကုန်လုံးစုစုပေါင်းပြီးတော့ဒီကောင်လေးကိုဒီကောင်လေးဒီနေရာလာရင်ကျွန်တော်ကဒီနေရာကျုံဆောင်တယ်ကျွန်တော်တို့အဝင်မခံဘူးကျွန်တော်တို့ရှေ့တုံးမခံဘူး တို့ဒီဘက်မှာတက်ရင်တက်ပွဲတွေကျွန်တော်တို့လုပ်ပယ်တွေအကုန်လုံးစုပေါင်းပြီးတော့ဒီကောင်တွေကိုလမ်းမှာဖြတ်တော့ရေးပါရစပြီးတော့လုံးကြပါဘူးဗျာဒီကောင်တွေကဟိုဘောဟိုလိုဖြစ်နေပြီကိုယ်ဘယ်ဘယ်သူ့ကို performance မသိဘူးဖြစ်အမှန်ပဲဒီကောင်တွေမှာအခုဒီကောင်တွေကိုဒီကောင်တွေအခုပေသွားတယ်ဒီတရားနာဖို့တော့ဘယ်ဖောင်းရမှာစပြီးတော့မလိုက်တော့ဒီကောင်တွေစီမှာ ဲ့တို့ရဲ့စက်တဲ့အခုဆိုရင်ကျွန်တော်တို့ဒါအီအော်နဲ့ချက်ပြီးတော့ဒီချင်းပြည်နယ်ချင်းပြည်နယ်ဖလန်းမြို့မှာပေါ့တော့ပြီးတော့ဒါပူရဲစနေရေတို့ကြောက်ပေါ့ဒါအဲ့ဒီမှာဆိုရင်ဒီကျွန်တော်အညာသားရေညာညာသားရေပါညာသားရေညာသားရေပါအဲ့ဒီမှာဆိုညာသားရေတော့အီအော်နဲ့ချက်ဆက်ပြီးတော့ဟောလို့ဒါလည်းတနည်းတော့ကောက်ရှိမြို့သိမ်းတိုက်ပွဲပေါ်တော့ဒီဟောအော်တိုဝါသားမှာတိုက်ပွဲပေါ်တော့ဒါပေမဲ့ချိတ်ဆက်ကတော့တနည်းတော့တော့ရှိအဲ့ဒါကျွန်တော်တို့အီအော်နဲ့ဒါပထမဆုံးဒါကျွန်တော်တို့ရဲ့မြို့သိမ်းတိုက်ပွဲမြို့သိမ်းတိုက်ပွဲ အဲ့ဒီမတိုင်မှာကျွန်တော်တို့ဒီဆွေဘုံနယ်ဆွေဘုံနယ်တွေမှာဆိုကျွန်တော်စခန်းတွေပါရအောင်ရှိရဲ့ဗျာယူကြီးမြို့ပေါ်ယူကြီးတွေမှာအစပြီးရှိရဲ့ဒီဘက်မှာတိုက်တာနဲ့အဲ့ဒီတောင်ပေါ်မှာတိုက်တာလုံးဝမတူကြဘူးအခုအဲ့ဒီအခုခါလာရအဲ့နောက်ဆုံးကောင်းပါဘူးခါလာရ268အဲ့ဒီကောင်းပါဆိုရင်ကျွန်တော်တို့ဒါ260လောက်ရှိ260လောက်ရှိဗျာ260လောက်ရှိဒါကျွန်တော်ညာသားတွေဟိုစုစုဒီညာသားတွေစုပြီးတော့ပေါ့ကွာဒီချင်းရ CNDL တို့ဒီချင်းကြီးနောင်တို့ပါတယ်ပေါ့ကွာ စုပြီးတော့မှဒါကြပါပေါ့တိုက်ပွဲအတွက်ကြောင့်ကတော့ဒါကျွန်တော်ကတော့ဒီဒီကောင်တွေကိုမိရင်တော့တော့စစ်သုံးဘက်နေနဲ့ရာရှိစစ်တွေရောပါပေါ့ကောင်းမွန်မွန်ထားတယ်ကောင်းမွန်မွန်ကြည့်ရကျွန်တော်မိရင်တော့ဒီကောင်တွေကတက်ဖြတ်တယ်อืมတိုက်ပွဲထဲမှာတော့အနှက်ရစရာကြီးပဲပေါ့ကွာဒီကျွန်တော်တို့ဒီဟိုဟာကျွန်တော်မသိတဲ့ຢာရဲຢာရဲတယ်ကျွန်တော်ဟိုဟာပေါ့မြေပြင်းနဲ့တောင်ပေါ်နဲ့တော်တော်လေးလက်กว่าလေဒီကျွန်တော် အဲ့ဒီဟာဆိုရင်ကျွန်တော်ဘုံဆိုရင်ဒီဟောပေါ့နှစ်မိုင်ပတ်တဲ့ဘုံကြီးအဲ့ဘုံကခါးလာနေ၆ဖြစ်ပြည်သူတွေအောင်တည်းပဲကျွန်တော်ခဏမျိုးရရတာပေါ့ခင်ဗျာပြည်သူတွေကျွန်တော်တေဝဝင်တရားတဲ့အောင်တည်းပဲနဲ့ဖက်ကြိုတဲ့အဲ့ဒီပြည်သူတွေကြိုတဲ့ခန္ဓာကြရဘာနဲ့မှမလဲနိုင်ဘူးအဲ့ဒီခန္ဓာကြရအဲ့ဒီ PD ကဘာနဲ့မှမလဲနိုင်ဘူးဒါပေမဲ့ဝမ်းလဲဝမ်းနေတယ်ပျော်လဲပျော်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဒီပိဆက်လိုက်ရတဲ့ရဲဘော်တွေရှိရောဒီ ဒီတော့တစ်ဖက်တို့ဒီဆုံဆုံရရတဲ့ရဲဘော်တွေရှိတယ်ဗျာခဏပြန်လာတဲ့ရဲဘော်တွေပေါ့ရဲဘော်တွေသွားကြောဒီကျွန်တော်တို့ညာဆက်နေတာဒီကိုပြည်သူတွေကထွက်ကြလာဗျာထွက်ကြလာဗျာညာဆက်နေတာဒီကိုအာအဲ့ဒီ PDR ကိုဘာနဲ့မအောင်ပြဲနိုင်အဲ့လိုအဲ့လိုတွေအဲ့လိုမျိုးသိန်းတွေစကမ်းသိန်းတွေပြည့်ပြီးတော့ကျွန်တော်ကတော့ဒါအမြဲတုံးဆောင်နေပါပဲအဲ့လိုအောင်ပွဲရအောင်လည်းတုံးဆောင်နေတာဒါပေမဲ့ပြီးတော့ပေးစမ်းမှာပေါ့ကိုရာ ဒါပေမဲ့အဲ့လိုကတော့အဲ့လိုကတော့ကျွန်တော်ကတော့ခံမှန်းကြုံပြောလို့ကျွန်တော်ကတော့လုံနေအောင်ပါပဲဒီဒီကောင်းလေးရှိတဲ့နေရာကိုဒီနေရာပြီးပြီဆိုရင်ကျွန်တော်ကဒီကောင်းလေးအခုရှိတဲ့နေရာတော့သွားပြီးတော့တော်ရမှာပဲစကိုင်းတိုင်းလုံးမြောက်ပြီးတော့မန်းလေးတိုင်းနေပြီးတော့မလုံးမြောက်သေးရင်နေပြီးတော့မန်းလေးတိုင်းကိုသွားမှာပဲဒါကြောင့်ကျွန်တော်တို့ဒီဒီချေဆက်ပြီးတော့ကျွန်တော်အကောင်းဆုံးလေးလှုပ်ဆောင်မယ်ဒီကောင်းလေးကိုကောင်းလေးကိုကျွန်တော်တွန်းလှန်သွားမယ်အဲ့တော့ဒါကျွန်တော်ရဲဘော်တွေရဲ့စိတ်ဓာတ်ကိုလည်းဒါကျွန်တော်တကယ်ကိုလေးစားပါတယ် ကဲနောက်ထပ်ဒီရက်ဆာကနေပြန်လာပြီးဒီပေါ့လို့ပဲစားပြောနေတဲ့ဒီအချမ်းဘတ်စစ်ခွေးကောင်းဆောင်ဝရန်ပြေးမင်းအောင်လိုင်ကိုဒဲရီစော်နေတာလားဖြည့်ညက်ကတ်လာတော့မသိဘူးဒါကျွန်တော်တစ်တော်ကတွေ့လို့ပြန်လဲပြီးတော့မျှဝေပေးတာပါနော်ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာရရှာပြည်သူတွေကတော်တော်တန်ဖိုးရထားတယ်ဂုံလေးယူကြတယ်อืมเออสุเวปิรองซุยปอลุเปซาก็ดาบุจุจอตักกัดเดอีพรีเซนนาซีรีบอมาอืมตรุลู26ตันจออเตคันปิรอมา ပြန်ပြီးမြန်မာနိုင်ငံအချို့ကျအာဏာပြန်လည်ရရှိဖို့အတွက်음တိုက်ခတ်ခဲ့တာပေါ့ဒီအဲဒါကြောင့်သူတို့လည်းတည်တံပူထားပါတယ်ဒါဒါကျွန်တော်တို့အလေးထားမှကိစ္စပေါ့မြန်မာနိုင်ငံလည်းဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နဲ့ရှိခဲ့တယ်အဲတမ်ဘရွန်နဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လပ်ရေးရအောင်လည်းတိုက်ခတ်ခဲ့တဲ့အဲမင်းတို့တမန်တော်မဟုတ်ဘူးလေတကယ်တကယ်ခိုက်မာတဲ့တမန်ကြောင်မှာဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့ ဒီအောင်ဆက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။တော်လို့ပဲစားပြောတာ။နိုင်ငံတော်ကာကွယ်တောင်းအင်အားရှိရင်ပေါ့ဗျာတော့။တော်တက်မတော်အင်အားရှိလို့ရှိရင်အဲတိုင်းပြည်ကအင်အားရှိပဲဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ဗျာ။ဒါပြည်သူအလုံးကိုလည်းနိုင်ငံချစ်စိတ်မျိုးချစ်စိတ်တဲ့ဒီတဲ့ပူပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်။ဒါမှသာပြည်သူအလုံးကလည်းမြန်မာနိုင်ငံရဲ့ဖူဖူတိုးတက်မှု အောင် promote တုပ်ပြီးရှိအောင်ပေါ့ဆောင်းရနိုင်မယ်ဆိုတာလေဒါကျွန်တော်တွေးပါတယ်တွေးရင်ယူမယ်ဒါပဲဒီနေရာကောင်းရဝင်ထိုင်မယ်ဒီဆိုကဂျန်နေကောင်းနေအောက်ကတင်မလားကြည်မလားတည်တည်ကြည်ကြီးလို့စိတ်ပေါ်တော့ရှေ့ရှေ့ကအကုန်လုံးကကိုယ်ရတာတမားလေဘာမှလူသူတော်ကောင်းတကောင်းမှမရှိဘူးကြားရပြောလို့ရကျွန်တော်လည်းတဲ့ပြောပါကျွန်တော်ကကိုယ်ကျွန်တော်ရုံနေပေါ့လားဒီလူတွေလုံးဝတိုက်ပြီးတော့စေနာရှိတာမဟုတ်ဘူးလူတို့ပေါ်စေနာရှိမှန်တယ်ဘာမှဘယ်သူမှစေနာမရှိဘူးရှင်းပြောနေတာအလကရှင်းပြောနေတာဟိုလေကြီးမိုးကြီးရှင်းပြောနေကြတာရှိတာချက်လက်တွေလည်းတန်ရိုင်းလည်းလည်း ကျွန်တော်နားထောင်အောင်အကုန်လုံးကကိုယ့်ရဲ့လောဘလိုဘကိုထုတ်မပြပဲနဲ့အကုန်လုံးကဘာခေါ်လဲဆိုတော့ဟိုလူဘိန်းကြိုက်စကလုံးတွေလူချားကောင်းတဲ့စကလုံးတွေနေတော့ထုံးမွချက်တပြီးလူရင်းမရောက်ပြောတယ်လူရင်းမရောက်ပြောဆော်လိုက်တယ်ဟမ်အော်လူဒီလူတွေက တိုင်းပြည်ကိုအုပ်ချုပ်ချင်ကြတာတိုင်းပြည်ရဲ့ဒီပေါ်ဆိုတော့အချာအာနာတွေကိုအုပ်ချုပ်ချင်ကြတယ်ဒီလူလေးပဲရောဒီလူတွေအုပ်ချုပ်ကြတယ်တိုင်းပြည်ကိုလုံးမကြမှာကျွန်တော်တိတ်ကြည့်အခုပြတ်နေပြီတိုင်းပြည်ကျွန်တော်ဒီလူတွေကတနာရတနာကျွန်တော်နောက်ထောင်ကြည့် သူတို့ရဲ့ဟိုအရင်ဟာတွေရှောင်းခြာလက်ပဲလေလေပြောနေအစအဆုံးမှာတလုံးမှာကျွန်တော်တို့လူတွေလက်ခံနိုင်တဲ့စကလုံးသူ့ဖို့ကျွန်တော်တို့နားထောင်လို့ရတဲ့စကလုံးလုံးမအောင်ပါလုံးမအောင်ပါအေးလောက်ပါအာသူတို့တွေကျွန်တော်တို့ကဘယ်လိုကြိုးစားခဲ့တယ်ဘယ်လိုလုပ်ခဲ့ပါလဲအာကျွန်တော်ကဘယ်လိုမျိုးဖြစ်ရှင်တာဘယ်လိုဝါပြတာဆိုပြောတဲ့ခါမှာလုံးဝလုံးဝ shock တူတယ်ပေါ့မပြောနိုင်သူစကားနဲ့သူကလဲထွက်တယ်အဲအဲ့နောက်မှသူကလဲလို့ဆိုရင်လဲထောင်းအမဟုတ်ဘူးအချင်းချင်းခါဒီဝါးမှာပါပြီးတာလေးမိနစ်လည်းမလောက်ငါးမိနစ်လည်းမလောက်၆မိနစ်လည်းမလောက် လောက်မလောက်လို့လိုရင်းရလို့ဆိုလိုရင်းလည်းမရဘူး။ဘာဖြစ်ချင်မှလည်းမသိဘူး။အတိအကျရောရောနော်။อืมကျွန်တော်ကျွန်တော်ကပြောကျွန်တော်ကြီးတာပေါ့ကျွန်တော်လည်းရောလက်ခုပ်တီးပြီးတာ။အဲဒါသူတို့ capacity ရှိသလားလို့မေး။ capacity မရှိဘူး။ကျွန်တော်ပြောရတယ်ပို့ရတယ် capacity မရှိဘူး။စိတ်စေတယ်မှမရှိ။ capacity မရှိရင်တင်လို့ရတယ်။ဒါပေမဲ့စိတ်စေတယ်မှမမှန်ဘူး။စိတ်စေရင်တော့မှန်ဘူး။ตาတော့ကတော့ตาသူတို့တမက်ကြိုက်ထားပြီးတော့နာဂာနီးကြံမှအတင်းထပြီးတော့စာရွက်ပြေးကြိုက်တယ်။ SCA ဆိုပြီးလောက်တာ။อืมတကယ်အဲ့လိုမျိုးကျွန်တော်လုံးဝအားမလို့ ဖွင့်လို့ကျွန်တော်စောင့်နေကြည့်နေတယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒါဖြည့်ညက်ကတ်လာတကယ်ပဲဆော်ထားတာတော့မသိဘူးနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်ဆော်ထားတဲ့ဟာတွေသူ့အဖမင်းအောင်လိုက်တွေ့ဝိုင်းရောနော်ဘယ်တော့ယူကျုံမရဖြစ်နေမလဲမသိဘူးငပိကျော်နန်းနေလဲတော်တော်လေးကိုတင်းနေရောပေါ့ကဲတော့နောက်ဆုံးအနေနဲ့ကတော့တို့တို့ဒီအကြံပတ်စစ်ခွေတက်ထရစစ်ခွေကိုတိုင်ပဲဒီအမျိုးရုပ်ဒီအရေးချုံပောက်ကတော့ကိုကြာကြာနေအမြင်မတော်တာများလာလို့တော့မသိဘူးနော်တို့တို့စစ်ခွေကိုတိုင်ပဲဒဲတွေဆော်ထားတာလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ ဝိရမိုင်းတိုင်းကတက်လိုက်အာယုံနောက်လို့ပြောရစီရပြောအောင်ကျွန်တော်တို့ကနေနေဗုဒ္ဓဘာသာနဲ့ငန်းဝက်ထားရတာနဲ့ကျွန်တော်တို့ကဗုဒ္ဓဘာသာလက်ဦးလေးချီပြီးဆင်ပြားမယ်ဆင်ပြားပါဘာတခုမှမဆက်ဆဲဘူးဘာလို့လဲသင်္ကန်းချုံနာမည်အခုပြက်နေတာဘာပြက်နေလဲအဲ့တော့သင်္ကန်းချုံသင်္ကန်းချုံနဲ့ ပုတ်ခတ်တယ်ဘယ်မလို့ဘယ်ပြိုင်တိုင်းတိုင်းမမဲလားစသစသလို့စသတော့อืมနိုင်ငံ့မှာနိုင်ငံ့လုပ်ငန်းတွေလုပ်ပီဒီအက်ပီဒီအက်လုပ်ပီဒီအက်လုပ်ဘုံကြီးကဒီတိုင်းနိုင်ငံ့ခြုံလာတယ်နိုင်ငံ့ခြုံလာတယ်လို့ဘုံကြီးရဲ့တိုက်ခါဖို့ပြည်တယ်ကောဘုံကြီးမှမဟုတ်လားอืมအိမ်လို့မင်းမြတိုက်ခါပြီးပုတ်ခတ်ပြီးအေးဆော်ပြီးနားတော့တိတ်ပြီးတော့တိတ်တယ်တိတ်ပြီးတော့တတ်တယ်နိုင်ငံ့ရေးလောကအကြောင်းကောင်းကောင်းနားလေတယ်လို့နိုင်ငံ့ခြုံ တော့တယ်မှန်တယ်အဲ့ဒါအဲ့မိုက်ကြီးတွေ့တဲ့စွန်းနေကိုနော်ခေါင်းလေးကမှတက်ပြီးတော့ခန်းသားစားပြီးတော့သာသနာဖြတ်နေတာသိက္ခာဘုံနဲ့လည်းပြီอืมဟိုလူကိုပုတ်ခတ်ဒီလူကိုပုတ်ခတ်ခင်ဗျားတို့ကြည့်ရသိက္ခာအာကုတ္တနာပူလောင်ရမှန်တယ်ဘွားကိုဒီဘွားကိုတက်တယ်လို့ကျွန်တော်ရှင်သင်္ကန်းချော်တော်တယ်အာယုန်နေရမနာတော့တော်တယ်မို့လဲစစ်တယ်ဝင်လိုက်နော်အဲ့တော့တတ်တိပြတယ် ဲတော့ကြကြနေသူတို့ဒီခွေးတက်ထရေကောင်းလေးလဲတိုက်ပြီးတော့အမြင်မတော်တော့ဘူးဖြစ်မယ်အခုလို့ထွက်ပြောလိုက်ရတဲ့အဆင့်ဆိုတော့အမျိုးရုပ်ပကတော့မင်းအမျိုးပါသာသာသနာဆိုပြီးတော့ဖင်ကုန်းပြီးအော်နေပြီမဲ့သာသနာကိုဖျက်နေတာမင်းတို့ဒီဝိယတုတို့မင်းတို့ဒီဝါတဝါတို့နော်ကိုကိုကိုတာသနာဖြက်လို့ဖြက်မှန်းမသိကြတဲ့ကောင်တွေပဲလားတတိယနဲ့ပဲဖြက်စီနေတဲ့ကောင်တွေပဲလားတော့မသိဘူးเนาะပြောရတာလဲအကုသိုလ်တွေလည်းများပါတယ်ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကိုမော်လာလေးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်လက်ဖြန့်မနှမ်းပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဝင်ညာ ားအားလုံးပဲကျန်းမာပေးကင်းကြပါစို့ဗျာ။